သူသွားဘူးလားသူသွားဘူးလေသမားတော့မသွားဘူးကြောက်တယ်တရရဲ့ကိုပြန်ကြောက်နေမှမသိဘူးတရရဲ့ကိုပြန်ကြောက်နေပါလို့ ်မတော်တော့ပင်းတရမှာသွားတော့ဆိုပင်းတရမှာအဲ့လိုမျိုးမြေချမ်းနဲ့ဆွဲနေရမှာဥခင်လိုင်းဟိုအရင်တစ်ခေါက်တော့သွားတော့မှာသူလည်းဖြည့်ထားပွဲလေ၆တဲဆွဲနေမှာအမှရမုံတို့လည်းတူတူရိုက်နေတာရမုံတို့ကကားနကားမတူဘူးပေါ့ကားနကားမတူရိုက်နေဆိုသတင်းတွေကြားရတယ်ကိုယ်လည်းကြုံနေရောရှိတယ်ဒါပေမဲ့အဲ့လိုမျိုးကြောက်စရာကောင်းတဲ့အရာထက်ဒီတိုင်းလို့ခေါမလဲကိုရီဘက်ကနေပြီးတော့လုံနိုင်တာလုပ်ပေးရမယ်အရာတစ်ခုမြင်ပါတယ် ကျွန်တော်လာအဲ့လိုကျုံလဲတော့ခုပြီးတော့ကျမနဲ့ပကံမှာတော့ကျမတော့သွားချောက်တယ်သူ့ကံကိုလीနော်ကျုံလဲပိုက်နော်ကျုံလဲခံသွားချောက်တယ်နော်ပကံမာတော့ကလीနော်ပကံမာတော့ဟမ်သွားသွားဟုတ်ပကံတော့ကလေကျမတို့ခကြီးထွက်တော့သူ့ကိုသွားသွားချောက်တယ်ညသွားသွားစတာလीဩသွားသွားစကံနေ2019 2019ကတော့အာသူနဲ့ကိုနဲ့အမှတ်တရပဲဩအမှတ်တရလीအဲ့တော့ကလေအမှတ်တရပဲအခုရမောပြောတဲ့ဒီပင်းတရလေကျွန်တော်အခုဒီရှေ့လာတွားရိုက်လာတွားရိုက်လာတော့ဟို ထရီဘုံလစ်တက်ပေါ့ကျမကြီးတော့မဖြစ်ပါဘူး။ဒီနေ့ပြောတော့တော့ဟော၆တဲအဲ့မှာအခန်းရှိမှာလာရက်တာတော့ပေါ့ဆိုတော့အဲ့လိုမျိုးမကြုံလိုက်ရပထမတညကတော့အိမ်မဆိုးရည်နဲ့မှတ်တယ်။နောက်ရက်တည်းကတော့ပုံမှန်လေးပဲအိပ်ပျော်သွားတယ်မသိတော့ဘူးနော်။ပြီးရှူတင်မှာတော့ကျွန်တော်နည်းနည်းပါးပါးအဲ့လိုဟိုဘယ်လိုပြောမလဲအဲ့ဒါလေးနည်းနည်းပိုဖြစ်တာပေါ့။အဲ့ဒါလေးတော့သတိထားမိပါတယ်။ဟိုစိုးစိုးဝါးကြီးတော့မဖြစ်ပါဘူး။တကယ်အပြင်ကလူငယ်အတိုင်းလေးပဲနော်ဟုတ်ဒီစင်မိုးကဒါကျွန်တော်အဓိက ဒါရိုက်တာမနိုရာလည်းပေါ့နော်ကျွန်တော်တို့ဒီ jewelry တွေမှာကျွန်တော်တို့ data လေးအဲပြောဖြစ်တယ်ပြင်ဆင်ဖြစ်တယ်ပြီးတော့ဒီလို senior ကိုကြီးတွေနဲ့မားတွေနဲ့ရရတဲ့ခါမှာ လည်းဟိုပေးယူမြအောင်ပေါ့နော်ကိုဘက်ကတော့ဟိုတက်နိုင်ဆုံးကြိုးစားထားပါတယ်ဟုတ်ဟုတ်အာညီမလေးနဲ့ကိုချလေးဆိုတာဒါပထမဦးဆုံးတွေ့ဆုံခြင်းပါနော်ဒီကောင်မှာပထမဦးဆုံးတွေ့ဆုံကြရတယ်ဆက်ဆက်တွေ့ခြင်းမှာတော့အနေစိမ့်မြင့်မဲ့အဲဒီလိုတရုတ်ဆောင်ရင်တရုတ်ဆောင်ရင်နဲ့ကိုချလေးကလည်းအကိုတယောက်လိုတကယ်ကိုသဘောကောင်းတယ်အဲပြီးတော့တရုတ်ဆောင်ကလည်းအရောင် comfortable ဖြစ်တယ်ပြီးတော့မမနိုရာကလည်းညီမလေးတို့နှစ်ယောက်ကိုပေါ့နော်ဒီမောင်နှမပုံစံလေးဖြစ်အောင်နေပေးပါဆိုပြီးပြောရတယ်ညီမလေးတို့ဒါအကောင်းဆုံးကြိုးစားထားပါတယ်ဒီကတော့ဝိုင်းရဲ့ဒီအကိုရင်းနဲ့ရိုက်ရ တာဆိုတဲ့အခါကျတော့အဓိကဘာလဲဆိုတော့ကိုမားမှကြောက်တာနောက်တစ်ခါအဲ့ရဲ့ရဲ့တော့ပူတယ်ဟုတ်ကဲ့ driver မကြတော့လေသူမလို့သူလို့ရမရမချင်းကို details details ရိုက်တဲ့လူရဲ့ဖြစ်တယ်ပြီးတော့ကင်မရာ shoot အောင်ပေါင်းဆောင်ပါလေရိုက်တာဆိုတဲ့အခါကျတော့တမီးတော့ကိုမားလို့မရဘူးနော်ကအမြဲတမ်းသတိထားနေရတယ်အဲဒီကားလေးကဟိုပုံမှန်အပြည့်တရေကားဆိုပေမဲ့သူကဟာသာလေးလဲပါတယ်ပြီးတော့ဟို ဒီဘယ်လိုပြောမလဲဒီ drama ဆိုတာထက်လေဒီမမြင်ဒီမမြင်အပ်တဲ့လူနဲ့ဒီတက်ရှိတဲ့လူတွေနဲ့ဒီသူတို့ chemistry ပုံစံမျိုးလေးတွေလည်းပါတယ်ဆိုတော့လေအခုပြန်ကြည့်တော့ကိုယ့်အလင်းကိုကြည့်ရတော့ပျော်လဲပျော်လဲပျော်တယ်ကြိုက်လဲကြိုက်တယ်စိတ်မကောင်းလည်းဖြစ်တယ်နော်ဟုတ်တယ်နောက်ဆုံးခန့်လေးဆိုစိတ်မကောင်းဖြစ်ရတာပေါ့နော်ဝမ်းနေတဲ့စိတ်လေးဝင်တော့အဲ့လိုပဲအဲ့လိုပဲဟုတ်တယ်ချာလီစတိုင်ကြိုက်မကြိုက်တော့မသိဘူးအဲ့ချာလီကတော့ သူကမှတော့အမှတ်တရနဲ့အဲ့တကူကတော့အငဲရှိတာဆိုတော့လိုက်တာသူကတော့ကိုယ်ကြိုက်ရင်ကြိုက်နေမှာပါတော့ထင်တာပဲလို့အဲ့ဒီဒီနဲ့ရှင်းရပါတော့မနေ့ကလည်းပုံစံတည်းကျွန်တော်ပြာဦးကရိုက်တာကိုကြည့်တယ်အေးဖွာလို့တဲ့အဲ့တော့ငါးချောင်းတက်တော့အဲ့လိုမျိုးအရွယ်ဆုံးတော့ငါးလိုနင့်နင့်အိမ်မှာစလိုက်ချက်ပါလို့ ။ညအီဗီဆာလာချက်ပါလို့။ရှော့နိုင်ပါတဲ့။စက်တဲထဲလိုက်ရုံပဲလေ။ဒီစက်ပြမုံထဲပေါ့။ဒီစက်ပြမုံထဲပေါ့။ဒီရှော့60နဲ့60နဲ့အချောက်ခံပေါ့။ထွက်လိုက်66လေးပြည့်။ဟုတ်ပါတယ်။ဒါရမောရဲ့ရုံတက်ကအနေနဲ့။ Congratulations. Congratulations ပါမမတ်ရမော။ပြီးတော့ပထမအဆုံးလေးဒါလိုကြည့်ဘူးတာပါ။အဲ့တော့အရန်လဲဘေးမှာရန်ပြော့နေရတယ်။ဒီဒီဖြစ်ပါတယ်။ကြည့်နေနေ66လေးကိုဒီလိုဒီလိုဒီလိုဖြစ်နေတယ်။အရန်ပြော့ပါတယ်။ အဲ့လိုမျိုးမဖြစ်ဘူးဒါမဲ့လေဒီကောက်စားကြည့်တဲ့အချိန်မှာဟုတ်တယ်အဲ့လိုမျိုးဘလို့ဖြစ်မလဲပေါ့နော်အဓိကအကူအညီတော်ပြောသေးရမစခင်မှာညီမတို့ခန်းကြရင်စိတ်ဝင်စားဖို့ကောင်းပါမလားလူတွေသဘောကျပါမလားဒါမဲ့လေအခုကြည့်လိုက်တော့အဲပရိသတ်ရဲ့ feedback ကိုပဲစအောင်တော့မှာပေါ့နော်အော်လည်းအတန်ဝင်းသွားတော့ လို့ရှင်နေဆိုတော့လည်းကွာတာတော့ကျွန်တော်တို့ကဇလန်းတွဲကြတော့ဒီစင်းနေလည်းများတယ်လေအော်ဒီစင်းနဲ့စင်းကိုကျွန်တော်တို့ကဟိုပြောပြောရမယ်ချိတ်ဆက်မိမိပဲရိုက်သွားတာလို့ရှင်ကြတော့ကပ်ပိုင်ကပ်ကိုကျွန်တော်တို့တေးချာရိုက်ရအောင်ဆိုတော့ဟိုစကားပြောတာချင်းလှရှားပုံချင်းတော့မတူကြအောင်လို့ရှင်ကတော့ရုပ်ရှင်ပဲဒီစင်းနိုင်ကကျွန်တော်တို့အတွက်ရန်ရေးကြီးတယ်ပေါ့ဒီပါတဲ့မိနစ် ဒီ60လောက်ကိုကျွန်တော်တို့အပြည့်ဝင်အောင်လို့အကောင်းဆုံးလုပ်ရအောင်ဆလန်တွေကကျွန်တော်တို့ဒပိုင်းချင်းကိုမိနစ်30 45မိနစ်လောက်ကို အကြာကြီးကြည့်ရဆိုတော့ဂလန်ဒက်မှာကျွန်တော်တို့လုံချင်တာတွေအများကြီးလုံးလို့ရတယ်ဒီရုပ်ရှင်မှာကျတော့ဒီဘောင်လေးအတွင်းမှာကျွန်တော်တို့ဝင်အောင်ဟိုလောရအတွက်ကွာချောင်းမို့ရှိပါဘူးပြီးတော့ဒီကားဆိုရင်ကြီးလိုက်လို့ရှိရင်ဒါ3စက္ကန့်4စက္ကန့်လောက်ပဲဖြစ်သွားမယ်ဒါပေမဲ့ညီမတို့ခဏခဏထည့်ရခဲ့ရတဲ့စင်းနေရှိရဲ့တိုင်ပင်ပေါ့လူတွေရဲ့တိုင်ပင်နေပစ္စည်းတွေရဲ့တိုင်ပင်နေအောင်ကြီးလေအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစူးစမ်းထားပါတယ်ရုပ်ရှင်တွေပါတယ် ဒီကားရိုက်ရတာအမှန်တမ်းပြောရင်တော့ဒါလင်းရဲ့ပုံမှန်တော့ကားလေးရိုက်ရင်တော့တယောက်နဲ့တယောက်ပါပဲဒါပေမဲ့ဒီကားမှာကအကုန်လုံးကအလင်းကျတော့ဒါချာလီလိုနဲ့စုံတဲ့ဆင်ကနည်းနည်းနဲတော့ကိုမြင့်မြတ်တို့ဟိုကိုမြင့်မြတ်ဥခင်လိုင်းအဲကိုပြုံးငွေဆိုပြီးတော့ကိုတမောင်ဆမ်းမဲဝင်းတို့နဲ့စုံသွားတဲ့ကတ်တွေကများတော့ဘာကိုဂယူးဆိုင်နေရလဲဆိုတော့အဲသူတို့ပြောတဲ့စကားကိုလေကိုက အဒီအခန့်အိုင်တင်လဲလောက်ရရတယ်နောက်တစ်ခုကပြီးသွားရင်အဲစကားကိုကိုယ့်လက်ကိုပြောမှာဆိုစကားကိုဟာတခုလဲကြက်ထားလို့မျိုးအဲအားလုံးပြောပြီးဘသူပါပြောပြင်းဆိုတဲ့ဟာကိုပဲကြက်ထားတာပဲပြီးတော့ရိုက်တဲ့ကတ်ကလည်းလူများတော့ဟိုနည်းနည်းလေးကတ်စိတ်တယ်ကတ်စိတ်တော့ကြည့်ရတာလေးကအဲပိုလဲကောင်းတယ်နောက်တစ်ခုကကျတော့ဘာခုဒီမှာလေးကြည့်လိုက်တဲ့အချိန်မှာဘာလဲဆိုတော့ဘလောက်ပဲချစ်ချင်းမြတ်တာတွေဘလောက်ပြီးပြီးအချိန်တိုင်းကိုနောက်မှာသေသွားတဲ့အခါဘာမှမပါဘူးဆိုတဲ့ဟာကို ကြတာဗောနော်ကိုဘလောက်ပဲချစ်ပြီးတော့ပန်ပိုးခဲ့ပန်ပိုးခဲ့အန်းခဲ့အန်းခဲ့နောက်ဆုံးမှဘူးမှကို့နားမှာနောက်ဆုံးအချိန်မှာမရောက်လာဘူးဆိုတဲ့ဟာလေးဆိုတော့အော်လို့အဲအဲ့လိုမျိုးလေးအဲ့ဒါလေးတခုပြီးတော့ခံစားမိတယ်ဟုတ်နောက်ဆုံးတော့ချစ်ချင်းမြတ်တာဆိုတာဒါလူတိုင်းမှာလည်းမဟုတ်ဘူးဒါဒီလိုမျိုးမင်းတို့ဒီဆိုတတ်ရှိအခုဆိုရင်မြဲမမြဲတူနေစဉ်အမျှဝေးတယ်အဲမေတ္တာပို့ဝင်တောင်မှဒီလိုမကျွတ်မလွတ်တဲ့သူတွေက နာကောင်းရတကူတွေရောက်ကြတာဆိုတော့ဒါလေးကိုကြည့်ပြီးတော့လဲဒါပို့ပြီးတော့မြင်ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ချစ်ချင်းမြတ်တာကိုယ်ဟွာတယ်ကြိုက်တယ်ဆိုပေမဲ့လဲနောက်ဆုံးသူတို့ကဒါလေးတွေလှူတိုင်းပြီးအလှလေးလှုပ်ပြီးတဲ့ခါကျတော့အစအားလေးကြည့်ရအဲ့စိတ်မကောင်းလို့ဖြစ်သွားတော့အော်အဲ့လိုမျိုးလား surprise မိတော့မယ်လား surprise မိတော့ပါလားအဲ့လိုဖြစ်သွားတယ်လို့အဲ့လိုဖြစ်သွားတယ်သူသွားဘူးလားသူသွားဘူးလေတမားတော့မသွားဘူးကြောက်တယ်တရေကိုပြန်ကြောက်နေမှမသိဘူးတရေကတော့ကိုပြန်ကြောက်နေပါလို့ မတော်တော့ပင်တရာမှာသွားတော့ဆိုပင်တရာမှာအဲ့လိုမျိုးမြေကျန်းနေဆွဲနေရမှာဥခင်လိုင်းဟိုအရင်တစ်ခေါက်တော့သွားတော့ကသူလည်းဖြည့်ထားပွဲလေ၆တဲဆွဲနေမှာအမှရမုံတို့လည်းတူတူရိုက်နေတာရမုံတို့ကကားနကားမတူဘူးပေါ့ကားနကားမတူရိုက်နေဆိုသတင်းတွေကြားရတယ်ကိုယ်လည်းကြုံနေတော့ရှိရဲဒါပေမဲ့အဲ့လိုမျိုးကြောက်စရာကောင်းတဲ့အရာထက်ဒီတိုင်းဘယ်လိုခေါမလဲကိုရီဘက်ကနေပြီးတော့လုံနိုင်တာလုပ်ပေးရမယ့်အရာတစ်ခုလို့မြင်ပါတယ် ကျွန်တော်လာအဲ့လိုဂျုံလဲတော့ခုဒီတော့ကျွန်မနဲ့ပကံမှာတော့ကျွန်မတော့သွားချောက်တယ်သူ့ကံကိုလीနော်ဂျုံလဲပိုက်နော်ဂျုံလဲပိုက်ကံကိုသွားချောက်တယ်နော်ပကံမာတော့ကလीနော်ပကံမာတော့ဟမ်သွားဟုတ်ပကံတော့ကလို့ကျွန်တော်တို့ခကြီးထွက်တော့သူ့ကိုသွားသွားချောက်တယ်ညသွားသွားစတာလीသွားသွားစ2014 2014တော့ကအဲသူနဲ့ကိုယ်နဲ့အမှတ်တရပါပဲ 哦မှတ်တရတယ်အဲ့တုန်းကလည်းမှတ်တရတယ်အခုရမောပြောတဲ့ဒီပင်းတရလည်းကျွန်တော်အခုဒီရှေ့လာတော့ရိုက်လာတော့ရိုက်လာတော့ဟိုထရီကလစ်တာပေါ့မှာရတော့မဖြစ်ပါဘူးဒီနေ့ပြောတော့တော့ဟော၆တဲအဲ့မှာအခန်းရှိမှာလာရက်တာတော့ဆိုတော့အဲ့လိုမျိုးမကြုံလိုက်ရပထမတညကတော့အိမ်မဆိုးရည်နဲ့မှတ်တယ်နောက်ရက်တည်းကတော့ပုံမှန်လေးပဲအိပ်ပြော်သွားတယ်မသိတော့ဘူးเนาะပြီးရှင်တင်မှာတော့ကျွန်တော်နည်းနည်းပါးပါအဲ့လို ဟိုဘယ်လိုပြောမလဲအဲ့ဒါလေးနည်းနည်းပိုဖြစ်တာပေါ့အဲ့ဒါလေးတော့သတိထားမိပါတယ်ဟိုစိုးစိုးဝါးကြီးတော့မဖြစ်ပါဘူးမတိကားလေးကလေရိုက်ထားတာလေးကလေကာလာချိန်ထားတာလေးကြီးရောပြောဟုတ်လေအခုဒုက္ခ CGI လေးလို့ time time ကလေးကြီးနေရတယ်လို့အချစ်ချင်းလေးလေဒီဘယ်လိုနော်အဲ့လိုအချစ်ချင်းမြတ်တာလေးတွေကလေလူသားချင်းမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး နည်းနည်းရှိရယ်ဆိုတဲ့ဟာလေးဆိုတော့ကြည်ရချစ်ဆရာလေးသူတို့ခန့်ပို့လိုက်ကျွန်မပါးရိုက်ခါကျွန်မမျက်နှာစုံနေတယ်သူပြောတယ်ဟုတ်လားနေရာမှာမျက်နှာစုံနေလို့ချာလီပြောတယ်အဲ့တော့ငါ့ကိုဟဲ့စံညိုနဲ့မပါတာဟုတ်တယ်ငါ့ကိုအကျွေးဆက်ရမယ်နော်ညနေဇိုးလို့ပြောထားတယ်ညနေလှလေးဖြစ်အောင်ပြန်လုပ်အောင်ဘယ်လိုပြန်လုပ်ဒီလိုပဲပေါ့ဒီလိုပဲပေါ့ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ရမုံတို့ကသူကြောက်ကိုကြောက်ရဲ့ဒါပေါ့နော်အဲ free ပေါ့နော် free ရမုံတို့အရင်ဆုံးပထမအဦးဆုံးကြည့်ပူကြရလေးပဲဖြစ်ပါတယ်မကြခင်မှာလည်းဒီသူကြောက်ကိုကြောက်ကယုံတင်တော့မှာဖြစ်တဲ့အတွက် love your tissue ကြောက်ဖို့ပြိတ္တကြီးဖိတ်ခေါ်ချင်ပါတယ်အားလုံးလည်းတူတူကြိုးစားထားပါတယ်ရည်ရမယ်လို့လည်းအားမခံပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဟိုဒီဒီသူကြောက်ကိုကြောက်ကကျွန်တော်ပုံမှန်မြင်နေကြဟိုတရားကနေတော့မတူဘူးပေါ့နော်ဆိုတော့ပြိတက်တွေနေနေဒါကြည့်ရှုပြီးတော့ဒီ၅လပိုင်းအတွင်းမှာကျွန်တော်ယုံတင်မှလို့သိရပါတယ်ဆိုတော့ ပရိသတ်အနေနဲ့လာကြည့်ကြပါကြည့်ပြီးတော့ကျွန်တော်ဝေဖန်အကြံပေးကြဖို့လည်းပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်